အားလုံးမင်္ဂလာပါကျွန်တော် YouTube channel ကြိုးစားလိုက်ပါတယ်ကျွန်တော်ပြီးခဲ့တဲ့ခေါက်ဗီဒီယိုတော့ပေါ့နော် hybrid ကားတွေရဲ့ခေါင်းကျိုးတွေကျွန်တော်ပြောပြရတယ်ပေါ့နော်အဲ G-Car မှာလော hybrid ကားတွေရဲ့ဆိုးကျိုးတွေကျွန်တော်တို့လူလေးလာကြည့်အောင်ဗျာအဲကျွန်တော်တို့က hybrid ကားတွေရဲ့အကြောင်းပြောရင်စီစားတတ်တာမှုပဲအမြဲတွေးကြတယ်ပေါ့နော်ဒါပေမဲ့ရေရှည်မှာကျွန်တော်တို့ရဲ့အဲဒီ passion 8ကိုတော့ခပြီးမဲ့လိုအပ်ချက် လိုအပ်ချက်ကြီးကိုကျွန်တော်မသိဘူးပေါ့နော်အဲ့ဒီလိုအပ်ချက်သုံးခုကျွန်တော်ဒီနေ့အတူလေ့လာကြည့်အောင်ဗျာအဲဒီမှာတော့ hybrid ကဝယ်သူတွေအတိုင်းတတိမထားမိတယ်ပေါ့နော်အဲ့ဒီလိုအပ်ချက်ကိုကျွန်တော်တို့အတူထောက်ထုတ်ကြည့်အောင်ပေါ့နော်အဲကျွန်တော်တို့ကစီစားတတတယ်ဆိုပြီးတော့ပဲကျွန်တော်ဘက်ထရီနဲ့လည်းနှစ်မျိုးစုံလုံးသုံးလို့ရတယ်ဆိုပြီးတော့အဒီကားတွေအလွန်ကြိုက်ကြတယ်ပေါ့နော်ဟာဒါသူ့ရဲ့နောက်ဘက်မှာလည်းဒါဆိုးကျိုးတွေရှိတယ်ပေါ့နော်ကျွန်တော်တို့ကကားမွေပင်မှာအဲဒီကားရဲ့အကြောင်းကိုနော်အရင်လေ့လာရတာပေါ့ဗျာနော်ဒီကားကောင်းလားမကောင်းလားနောက်ဆုံးမှာပြင်ဆင်စီဘယ်လောက်ထိရှိတယ်ဆိုတာဒါကျွန်တော်တို့ကအဲ စဉ်းစားချင်းချင်းပြီးတော့မှဒါကျွန်တော်မွေခင်နေ့ကလေးလာပါဘောเนาะကားတစ်စီးကိုじゃအဲကကျွန်တော်ပထမဆုံးအစီအနေပထမဆုံးအနေနဲ့အရေးကြီးဆုံးအခြေအကတော့အရေးကြီးတာပေါ့เนาะအပြီးဆုံးအနေနဲ့ကတော့ဈေးကြီးတာပေါ့ဒီကကျွန်တော်ရိုးထားတဲ့ကားတွေထက်ဈေးကြီးတယ်ဘာကြောင့်ဒီကဈေးကြီးရဲ့ဆိုတော့သူ့ရဲ့ပါတဲ့ battery အကြီးစားပါပဲ အဲဘက်တရီကကျွန်တော်တို့အခြေကြီးတယ်ပေါ့နော်အဲ habit ကားတွေမှာအလုံးစုံအဲ6နှစ်ကနေ10နှစ်လောက်ဆိုရင်ဒါဘက်တရီကစမ်းဆောင်ရင်ကျတတ်တယ်ပေါ့နော်အဲသူကရိုးရိုးဘက်တရီမဟုတ်ဘဲနီးပညာတွေအရှုပ်ထွေးတဲ့စနစ်တွေပါတာကြောင့်သူကထောက်ထုတ်ထားတဲ့အတွက်ကြောင့်မလို့အဲဘက်တရီလေးလက်ရမှာကအဲရင်းစည်းကြီးတယ်ပေါ့နော်ကျွန်တော်တို့ရိုးကားတွေထဲပို့ပြီးပြင်ဆင်ကြည့်ပို့ကြည့်တယ်ပေါ့နော်သူကကားတန်ဖိုးရဲ့၄ပုံ၃ပုံနီးပါးလောက်အဲကျွန်တော်ဒီဘက်တရီကစည်းကြီးတယ်ပေါ့နော်ကျွန်တော်ဘက်တရီလဲမယ်ဆိုရင် အဲတီတီထားရမှာကျွန်တော်တို့ဝယ်လိုက်တဲ့ habit ကနေရတက်တန်း၅နှစ်ရှိပြီဆိုရင်နောက်ထပ်နှစ်၃နှစ်နောက်အပြင်မှာကျွန်တော်ဒီစီကြီးကိုလည်းပြင်ဆင်ရမယ်ပေါ့နော်ဒီဘက်ထရီကိုလဲရမယ်ဆိုတော့ကျွန်တော်တီထားရမယ်ပေါ့နော်ကျွန်တော်တို့အားအကြောင်းမဝေခင်မှာအဲဒီ habit ကဝယ်တော့မယ်ဆိုရင်ကျွန်တော်တို့အရင်ဆုံးမေးရမယ်ဘောနော်အဲပတိလဲပြီးပြီလားဘလောက်တန်ကြံသေးလေအဲကုလထမှာပတိလဲရမယ်ဆိုတော့တော့အဆင်မပြေဘောဗျာနော်အဲဒုတိယဈေးကတော့ကျွန်တော်တို့အဲဗာလဲဆိုရင် gear 7ပါ habit ကဒီမှာ လက်စစ်ထင်ကျိုးနဲ့ CBDPR တွေဟာမော်ဒတာအလုံးချောမွေပြင်းနဲ့အမှုထမ်းကိုပိုခံရတတ်ပါတယ်အဲဒါကြောင့်မလို့ကျွန်တော်ယူပါလီချက်အဲပို့ပြီးတော့နေဒီ GRC ကိုเนาะအချိန်မဲချိန်ပိုးပြီးကြလဲရမယ်ပေါ့เนาะတလားဆိုတလားတွင်းဆိုတလားတွင်းတလားတိုင်းတလားတိုင်းလဲရမယ်ဆိုတလားတိုင်းတလားတိုင်းလဲပြရမယ်ပေါ့เนาะဒါနောက်ချိန်ကြာကြီးစောင့်လို့မရအောင်စောင့်ရင်ဒုက္ခရောက်တွေ့တယ်ပေါ့เนาะ အဲအချင်းမီဂီယာမလဲရင်ပေါ်စမီဂိမ်ပေါ့နော်ဂီယာပြဿနာဖြစ်ပြီးပြင်ဆင်စေပြင်ဆင်ပြင်ဆင်ရတာပုံပြီးစီးကြည့်မယ်အဲဒါမှပေါ့ဒါကပုံမှန်ကားလေးထဲပုံပြီးတော့စီးပုံကြီးရေပေါ့နော်နေ hybrid ကားတွေကအဲနောက်ပြီးတတိယစီးကတော့လူအများမီနီတက်ကြတဲ့ အဲ့ AEB စနစ်ပါဒါပုံမှန်ကားဒီမှာ engine လိုပဲ AEB ရတယ် hybrid မှာတော့ engine ကို AEB ရတဲ့စနစ်နဲ့ battery တွေကိုလျှက်စစ်စနစ်ကို AEB ရတဲ့စနစ်ဆိုပြီးနှစ်ခုရှိတယ်ပေါ့နော်ဒီဟိုကားဒီမှာတစ်ခုတော့ပဲရှိရသူကနှစ်ခုရှိတယ်ပေါ့နော် AEB စနစ်မှာပါတဲ့ G-byte တွေ fan တွေအဟန်ကလေးရာတွေကတစ်ခုချုံရင်ပြင်ရတာရှုပ်ထွေးပြီးပြင်ဆင်ဈေးကရိုးကားနေတယ်ကျွန်တော်တို့နှစ်ဆလောက်နီးပါးကိုပို့ပြီးကုန်ကြတယ်ပေါ့နော်အဲဒါကြောင့်မို့ကျွန်တော်တို့က hybrid ကားတွေကိုဝယ်မယ်ဆိုရင်အဲလိုတို့ရှိကြတတ်တာတော့ပဲကျွန်တော်ကြည့်လို့မရဘူးပေါ့နော်အဲသူ့နောက်မှာဘာလိ ပြင်ဆင်ရမယ်။ဘာလေးကိုလောက်ရမယ်ဆိုတော့ကျွန်တော်တို့ကကြိုတင်ပြီးလေ့လာရမယ်ပေါ့နော်။ hybrid ကားဒီမှာဆိုရင်အဓိကတော့စီစားတက်တာတယ်ပေါ့နော်။စီစားတက်တာဆိုကျွန်တော်တို့အများဆုံးပြင်ပြီးခြိုက်ကြတယ်ပေါ့နော်။ဘာလို့ကျွန်တော်တို့နိုင်ငံ CCC ကြီးတာပေါ့။အဲဒါကြောင့်မလို့အဲခြိုက်ရပါမယ်ကျွန်တော်တို့ကနောက်ဆုံးစဉ်းစားရမယ်ပေါ့နော်။ hybrid ကားတွေဝင်ပါဘာတွေကကောင်းကျိုးရှိတယ်ဘာတွေကဆိုးကျိုးရှိတယ်ကျွန်တော်လေ့လာရမယ်ပေါ့နော်။အဓိကဆိုးကျိုးကတော့ battery လဲရတာပေါ့ဗျာ။ battery တက်တန်းကုန်သွားရင်ကျွန်တော်တို့က ဒီဘက်ထရီကိုလင်းရတဲ့အတွက်ကုန်ချမှုပိုများတယ်ပေါ့နော်ပြင်စီစီကလည်းကျွန်တော်တို့အမ်တောင်းတောင်းဒီ workshop ဆရာကြီးမပြင်တတ်ဘူးပေါ့ဗျာဘာဖြစ်လဲဆိုတော့ဒီကလည်း show ပြရတဲ့အတွက်ကြောင့်မလို့အဲတော်တော် workshop ကောင်းဒီမှာအများဒီကောင်ပြင်တတ်တယ်ပေါ့နော်။ဘာကြောင့်သူလဲရှိသူ yoga ကြီးတော့မဟုတ်ဘူးပေါ့ဗျာ။ yoga ကြီးက engine တုံးလဲပါတဲ့အတွက်ကြောင့်မလို့ပြင်တာ AC ပေါ့။သူကြတော့ engine ရော motor ရော battery ရောပါတဲ့အတွက်ကြောင့်မလို့အလန်း show ပြေးတယ်ပေါ့နော်ဒီကားကြီးက။အဲဒါကြောင့်မလို့ကျွန်တော်ဒီက hybrid ကဝယ်တော့မယ်ဆိုရင်ကျွန်တော်တို့ကအရင်ဆုံးစဉ်းစားသင့်တယ်ပေါ့နော်။ကိုကကိုယ်အတွက်အဲ ရေတူမာပေါ့နော်ရေတူမာကအဲပတ်စံစီစားတက်တာနဲ့ရေရှိမှာကျွန်တော်တို့ဘလောက်ကုန်နေဒါလေးကိုကျွန်တော်တို့ကစဉ်းစားရမယ်ပေါ့နော်အမှမစဉ်းစားမဲ့ကျွန်တော်ဝယ်လို့တော့မရအောင်နော်ဒီကားကြီးစီစားတက်တယ်ကျွန်တော်ကောက်ပြီးဝယ်လိုက်ပြီးပြီးတော့မှဘယ်ထိလဲရမယ်ဆိုတော့ခွန်ရပြီပေါ့နော်အဲ့ဒါကြောင့်ရအဲ့ဒါကြောင့်ဘို့အဲဘာပဲဖြစ်ဖြစ်ကားတစ်စီးဝယ်တော့မယ်ဆိုရင်ဘို့ကအဲဒီကားလေးကိုကြိုက်တယ်ဆိုရင်မဝယ်ခင်မှာအရင်ဆုံးလေးလာပါမေးပါ အာမေးချမ်းပြီးတော့မှကျွန်တော်တို့ကကိုတက်တကယ်အစီအပြေမဲ့ကားကိုကျွန်တော်ဝေရမှာပေါ့ဗျာနော်ကျွန်တော်တို့ကဒီကားတန်ကြီးဆိုတာလေရန်စည်ကြည့်တာပေါ့ဗျာနော်ကျွန်တော်နည်းနည်းတပင်းပစ္စည်းတွေမဟုတ်ဘူးပေါ့တိမ်ထောင်တဲ့ကြည်ရတဲ့ကြည်ပေးရတဲ့ပစ္စည်းအတွက်ကြောင့်မို့ကျွန်တော်တို့ကအဲမဝင်ခင်မှာအရင်ဆုံးတေးလာပါကားကဘလို့လှုပ်လို့တယ်အဲနောက်နောက်နောက်ပိုင်းကျွန်တော်တို့ကအဲကားတကြီးဝယ်ပြီးဆိုပြီးတည်းကဥပမာဗျာတိမ်တထောင်ရှိလို့ကျွန်တော်ကားဝယ်လိုက်တိမ်တထောင်ကားဝယ်လိုက်တယ်ကျွန်တော်တို့ကနောက်ဆက်တွဲတွေကိုလိုက်ကြည့်ရမှာပဲဗျာဘာလို့နောက်ဆက်တွဲတွေလိုက်ကြည့်ရမယ်ဆိုတော့ဒီကောင်ပြင်ဆင်ရမယ် န်အားပေးတွေဆိုလဲဒါနောက်ဆုံးမှာဘယ်ထီလင်းရမယ်ရှိမယ်အင်ဂျင်ဝိုင်းအင်ဂျင်ပါလဲတော့နှောနှစ်မျိုးကုန်တာပေါ့ဗျာနှစ်မျိုးကုန်တယ်စီကားဒီမှာကြာတစ်မျိုးပဲကုန်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအင်ဂျင်ပြင်ရမယ်လာတိုင်းလာတိုင်းပေါ့နော်အင်ဂျင်မိုင်းစီကရဒီတဲ့အောက်ပိုင်းစီဒါတွေအားလုံးကပုံမှန်လုပ်နေရမှာဗျာဆိုတော့ကားဝယ်ပြီးဆိုပြီးတွေကအဲ3000တန်းကားဝယ်ပြီးဆိုတွေက ကျွန်တော်တို့ကနောက်ဆက်တဲ့ကတော့ပြင်းနေရမှာပဲမပြင်းရတဲ့ကားဆိုတော့ဘေကားမှမရှိဘူးပေါ့နော်ဒါကြောင့်မလို့အဲကားဒီအဲဝယ်တဲ့အခါမှာကျွန်တော်တို့ဆင်းတကြပေါ့နော်ကိုရေရှည်အတွက်ပေါ့နော်အဲကိုအတွက်တကယ်အကျိုးရှိမဲ့ကားဟိုကျွန်တော်ဝယ်စီခြင်းပါလေနော်အားကြောင့်မို့ကျွန်တော်အနေနဲ့ကျွန်တော်လည်းဒါတက်တလောက်ပေါ့နော်ဒါလေ့လာပြီးတော့ကျွန်တော်ပြန်နဲ့ share လေးလုပ်ပေးတာပါခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲရှင်းလိုက်ပါခင်ဗျာ